့ညာရဲ့ပြည်သက်များအားလုံးမင်္ဂလာပါရှင်။ဆ iamma မမိုးရင်အင်းရရဲ့ကြွေမလုံးနှင့်ဝေဝေမလုံးနှင့်ကြွေဆိုတဲ့ဝတ္ထုလေးကိုအပိုင်းဆက်အနေနဲ့ဖတ်ပြပေးနေတာပဲဖြစ်ပါတယ်ရှင်။အခုဖတ်ပြပေးမှာကတော့အပိုင်းသုံးပါရှင်။လင်းလင်းနဲ့ကိုတာရုံးနေရာလုံးကို့နေရာရင်ကိုပြန်ထိုင်မိကြ යි ။ ငငယ်ကားဆိုရင်ကိုတာနဲ့လင်းလင်းသည်ကစားရမှရင်ဖြစ်တိုင်းကိုကိုကြီးကိုအလူရအတိုင်းတန်းလေးရှိကြသည်ကိုကိုကြီးကလည်းပြောမြလင်းသူတို့နှစ်ယောက်လုံးကိုရိုက်ချင်ရိုက်တတ်သည်တခါတည်းလည်းတီးခန့်ခွန့်လွက်ကသူတို့အနုတာကိုခံ၏ကိုဇော်ကတော့သူတို့နှစ်ရရနှောနှောနေလိမရှိပင်ကိုဇော်ကငငယ်ကားပင်အပေါင်းအသင်းများသူဖြစ်သည်ကြောင်းလွတ်လျင်ရွာကိုချက်ချင်းပြန်မလာပဲမိုးကုန်းမြို့ထဲမှာပင်အပေါင်းအသင်းများနဲ့လည်နေတတ်သည် ကိုကိုကြီးကတော့ကြောက်ထဲသမားဖြစ်၏ကိုကိုကြီးကပပဥကြော်ပေးရင်ဝင်ထိုင်သည်လင်းလင်းကိုကြီးကပြုံးယုံသာပြုံးပြ၏လင်းလင်းတို့ငယ်စဉ်ကຫນွယ်ဆူဆူတိုင်းပြုံးပြလိရှိသော အပြုံးမျိုးသာဖြစ်၏ကိုကိုကြီးအရက်ကမြင်လာသည် ရှင်ထိုင်နေသောပပထပ်ပင်ပုံမြင့်နေ၏အသားကဖြူ၏နေမကောင်းသည့်လူမမာတယောက်ဖြူနီစကားနေခြင်းနှင့်တည်ကြည်ခြင်းသည် သူကိုလက်ရှိအသက်အရွယ်ထပ်ပို့၍အိုစားစေသည်။ရှက်အင်းကြီးဖြူဖြူလက်ရှိကို ပြန်ခေါက်မတင်မဲကြဲသေးရအပြည့်တက်ကဟုတ်ထား၏။ဇပင်ကိုလည်းတတ်တတ်ရရဖိတင်ထားသည်။နာရန်ဘဘောနှုတ်ခမ်းများပိပိနှင့်ယောက်ျားပိသားသောအသွင်ရှိနေ၍တော်သည်။ကိုကိုကြီးနေမကောင်းလို့ဆိုမမေရအောင်မေးခိုင်းလိုက်သေးရဲ့။လင်းလင်းကမမေအမှားစကားနဲ့ ဖဖေပြောသောစကားကိုကတတိယပြီးစိတ်ထဲကပြုံးထင်ထင်ဖြစ်နေသေးသည်အစာရင်ပြန်ဖြစ်နေရလေခြံထဲမှာပဲအချိန်ကုန်တာကိုအစာအမှမမှန်ပဲကိုကိုကြီးကစားမမေခင်ကဝင်ပြောခြင်းဖြစ်၏ကိုကိုကြီးကတော့ပြုံးရွေသာနေသည်ကိုကိုကြီးခြံကဘာတွေများစိုက်ထားလို့လဲအိမ်လဲဆောင်အောင်မလို့ဆို ကိုစော်ပြောတာလင်းလင်းသည်သူတို့အတွက်ရည်ရွယ်ပြီးအိမ်ဆောက်သည့်အကြောင်းကို ထုတ်မင်းမိသည်ဖြင့် အနှင်းငယ်ရှက်သွေးဖြာသွားလေသည်ကိုကိုကြီးရှိမှ ရခုံမှရှက်တက်လာခြင်းဖြစ်၏သို့သောမြေသူကားမှတတိထားမိဟန်မတူအော်လင်းလင်းမသိသေးဘူးထင်တယ်အဲ့ဒါတသက်ချန်တချန်လေးလင်းလင်းရဲ့ကိုကိုကြီးကအကြီးအကျယ်စီမံကိန်းချပြီးလုပ်နေတာဟုတ်သားပဲလင်းလင်းကိုလိုက်ပြလိုက်ပါဦးကိုကိုကြီးအိမ်ကပြီးကနေနေပါပြီကိုကိုကြီးအိမ်မင်းမှာကြက်တောင်ရဲ့ဘူကွန်းလို့ပြီနော်လင်းကရက်ကတ်တွေတောင်ဝင်လာပြီ မိုးကောင်ကောင်းကောင်းကစားရမယ်။ကိုတာကဝင်ရွေးပူဇာလိုက်၏။ကိုကိုကြီးကဘာမှပြမပြောပဲခေါင်းငိမ့်ပြလေသည်။လင်းလင်းပတ်သူပထမဆုံးအကြိမ်တည်တည်ချာချာလှမ်းကြည့်။ပြီးတော့ချက်ချင်းမျက်နှာလွှဲသွားသည်။ကိုကိုကြီးရောရှက်တက်နေပြီလား။လင်းလင်းသိချင်လာသည်။ရောက်တက်ရရစကားပြောနေကြသည်မှအတန်ကြာသွား၏။ငါရဝိုင်းမှာတကယ်တမ်းစကားပြောစီက၃ယောက်သားလင်းဖြစ်မမေခင်ကိုတာနဲ့ လင်းလင်းတို့သာလင်းဖြစ်ပေသည်ကကိုကြီးနှင့်လင်းလင်းတို့ကိစ္စကို ပတ်သက်၍မြည်သူကမှတိုက်ရိုက်ထည့်သွင်းမပြောကြပေကကိုကြီးကလည်းရခင်တားခတ်ပို၍လင်းလင်းအပေါ်အခွင့်အရေးယူသေးစကားမျိုးမပြောပေနှမငယ်တယောက်ပြန်ရောက်လာသဖြင့်ဝမ်းသာအားရဖြစ်နေသည့်အမှုရာမျိုးသာမြင်ရ၏လင်းလင်းနှင့်ကိုသားတို့စကနိုင်လူပြောသမျှကိုသာတပြုံပြုံဖြင့်နားထောင်နေလေတော့သည်ဒီအတွက် ကိုကိုကြီးအပေါ်လင်းလင်းလေးစားမိသည်မှာတော့အမှန်ပဲအကယ်၍မိဘသဘောတူထားသည်သူများအဖြစ် အခွင့်အရေးယူတတ်သူဆိုရင်လင်းလင်းဤသဘောရာကချက်ချင်းပြောင်းလဲပြဖို့ဝင်လင်းမိမထင်လင်းလင်းမိုးချုံနေမပြန်ပို့လိုက်ကြအောင်ကိုကိုကြီးလိုပင်တစ်ချိန်လုံးငြိမ်သက်စွာနားထောင်နေသည့်ပပဦးကျော်ကသတိပေးမှပင်မှောင်စပြူးနေသည်ကိုသတိပြုမိကြ၏ อีกเว้ลิลินดีมาไอ้นายก้าวมาสกายပြောလို့တော့မဟုတ်ပါသေးဘူးမမေခင်ကအပြင်ကိုလှမ်းကြည့်ပြောလိုက်ဘယ်ဖြစ်မလဲမမေခင်ကိုကိုကြီးကစကားတစ်ဖုံးဝင်ပြောသဖြင့်လင်းလင်းမင်းအံ့အားတင်သွားသည်ကိုကိုကြီးသည်ဘရော့မစိုးစိတ်ထဲကတွေးကပူပန်နေတဲ့သူဖြစ်ကိုကိုကြီးကလူကြီးဆန်လွန်းသည် လင်းလင်းအဲ့လိုမဖြစ်ဘူးဆိုတာမြည်သည့်အထိတ်ဝယ်နေပြောတာပါလေ မသိလျော်ဘူးဆိုသည့်သဘောလားလင်းလင်းကတော့ငယ်စဉ်ကပင်အတူနေထိုင် ကြီးပြင်းခဲ့သူများမို့ရှည်ဝေးဝေးတိတ်တွေးမနေခြင်းပဲအေးလေမမလည်းမျောနေမှာကဲကဲပြန်တော့ပြန်တော့နောက်နေရလအောင်တော့အော်ကိုစောတယောက်လည်းပျောက်ချက်သာကောင်းနေလိုက်တာအောက်တောင်ဆင်းမလာဘူးမမေခင်ကအခုမှတရိယာဟန်ဖြင့်မှန်အိမ်ကိုလှမ်းယူရင်းပြောလိုက်ကိုကိုကြီးကမိကြည့်ချက်ကမှန်အိမ်မိကိုညှိပေးလိုက်သည် ကိုကိုရဲ့လင်းကိုလိုက်ပို့လိုက်ပါလားကျွန်တော်လည်းလိုက်ခဲ့မယ်ကိုတာကဂျာကင်အင်ဂျီဝေးရင်ပြောလိုက်သည်ကိုကိုကြီးကမီးချစ်ဆန်ကိုလက်ဖြင့်ခါ၍ညှိမ့်တက်နေကိုစော်တော့မနက်ကလာကြွာလို့ပြင်းပန်းသွားပြီထင်တယ်ကိုကိုကြီးနေမကရင်လည်းနေလေလင်းမောင်းသွားမယ်ကိုတာလေးလည်းခြံလိုက်ခဲ့ပေါ့အမလေးမလုံပါနဲ့လင်းလင်းမောင်းကလည်းမောင်းနေပြီလမ်းကလည်းစိုးပါပြီတဲ့မမဆိုရင်လင်းလင်းကိုကားမောင်းတင်ခွင့်ပြုမိတာမှားပြီလို့တော့ပြောနေတာ တီတီသားကတခြားဒေသတွေနဲ့တူတာမှမဟုတ်တာပဲလေလင်းလင်းကြီးစိတ်ထဲမှာကိုကိုကြီးကဘာမှ ပြန်မပြောသဖြင့်မကြေမနပ်ဖြစ်နေလေသည်ရပါရဲ့မမေခင်တော်တော်လေးကောင်းကောင်းမောင်းတက်နေပြီပဲကိုတာကလည်းဝင်ပြောသည် အမေတော်မလုပ်ပါနဲ့အောင်နေပါအောင်ကိုစိုးအောင်ငါသွားခေါ်ပေးပါမယ်မင်းသားရောဒီချိန်စိတ်ချရရဲ့လားဘာဘာကကိုစိုးနဲ့တိုက်ရိုက်စကားပြောခဲ့လာသည် ကိုဇော်ကလည်းဘဘကိုရှောင်လေးရှိသည်ဘဘကလည်းကိုဇော်နှင်းပတ်သက်ရင်ထိတ်တိုင်မပြောပင် ပြောလျင်လည်းသူတို့သားအဖအဆင်ပြေသည်မဟုတ်ထို့ကြောင့်လည်းကိုဇော်ကလူကြီးတွေကသူ့ကိုသဘောမကျကြောင်ပြောခဲ့ခြင်းဖြစ်ဟန်တူ၏ကိုဇော်ကဘယ်ချိန်ဖြစ်ဖြစ်စိတ်ချရပါတယ်ဘဘရဲ့သူကကမောက်အင်ပတန်တော်တာလင်းသိပါတယ်လင်းလင်းအရွက်တိုက်ခါပြောလိုက်မိလေသလားကိုကိုကြီးကတော့သူနှင်းမိသောမှမပတ်သက်သလိုခက်အေးအေးသာပြောနေလေသည် ထို့အခါဘာကြောင့်မှန်းမသိလင်းလင်းမျက်စီထဲမှာတငယ်ချင်းဘဲဥပြောသူကိုမြင်ရမိလေသည်အချစ်နှင့်ယူရကျင်နာမှုကိုဦးစားပေးတတ်သောဘဲဥကကိုကိုကြီးအပြုတ်မှုကိုမြင်လင်းဤသူပြောလေုံမြင်မသိဟောဒီမှာကိုစောအိမ်ရှိမှထိုင်နေတာဦးကိုတာလှမ်းပြောတဲ့ကြားသဖြင့်အိမ်ရှိသူလှမ်းကြည့်လိုက်မိသည်ချန်ဇီယိုအုပ်တိုင်းပေါ်တွင်ကိုစောတယောက်တည်းထိုင်နေသည်ကိုတွေ့ရလေသည် ိုဇော်သည်သူတို့ထင်သလိုအိပ်ပျော်၍မနေသူတို့စကားဝိုင်းကိုတမင်ရှောင်နေခြင်းသာဖြစ်လေသည်ကဲဒိုင်မင်းညမကိုလိုက်ပို့လိုက်အောင်ကိုကိုကြီးကကောင်းကောင်းနေကောင်းသေးတာမဟုတ်ဘူးကွကိုတားလိုက်သွားညီကိုနှစ်ယောက်မင်းမြန်လဲပြလာခဲ့ကြနော်တိတ်မောင်နေမကောင်းကိုဇော်ကဘာမှပြောမပြောကားမောင်းသူနေရာတွင်အသင့်သွားထိုင်နေလေသည်လင်းလင်းကတက်တက်လက်လက်ပင် ကိုစော့ပြီးမှဝင်ထိုင်ကိုတာကနောက်ခန်းမှထိုင်သည့် မမေခင်သွားမယ်နော်မြို့မအောင်လာခဲ့ပါအောင်အေးအေးမမေခင်ကတရချလာဈေးကိုရောက်နေတာပါ လင်းလင်းပပသာဘဲမှမသွားတာကွမမေခင်တို့တားမိရတော့ခြေထောက်မှာဝေးပါလေ။တားကိုသောကားကိုဖြည်းဖြည်းမောင်းတော့ကဲကဲသွားကြတော့လင်းလင်းကမမေခင်ကို လက်ပြကနှုတ်ဆက်လိုက်။ပပကတော့အိမ်ထဲမှာနေရသည်။ကိုကိုကြီးထွက်လာသည်ကိုမြင်တော့လေလင်းလင်းကလှဲ့မကြည့်တော့ ကားဆန်နှုန်းနေစဲမှာကိုကိုကြီးရောက်လာသည်လင်းလင်းပေးတွင်လာရဲ့ဤတကားပေါက်မှနေ၍တစုံတရာလှမ်းပေးသည်အနှွေးတယ်နီနီလေးအိုးဟုတ်ပါရဲ့အိမ်ထဲရောက်မှအိုက်တန်နဲ့ချက်ထားမိတာလင်းလင်းကကမန်ကရန်လှမ်းယူလိုက်သည် တခါရဲဝစ်လိုက်လေညီမရဲ့ကိုကိုကြီးအတန်ကအေးဆေးညီတတ်သည် ကိုဇော်ကကားကိုဝူးကနေမောင်းထွက်ခဲ့လေသည် ကိုကိုကြီးကသနာစရာကောင်းပါရဲ့သမီးရဲ့ငါးနှစ်သားလောက်ကသူ့မိမိကြွကြွယ်ဆုံးသွားတယ်ကြွကြွယ်ကလည်းဥကြော်လိုပဲတဲ့အေးစေးတာဒါကြောင့်ကိုကိုကြီးကလည်းအေးတာပေါ့ဒီတုန်းကသူ့လူစည်းဘွားကတိတ်မဖြစ်ဘူးခင်ခင်နဲ့ရပြီးမှစည်းဘွားကတိတ်တက်လာတာတိတ်ကြောက်တန်းကြောက်တွေရတာဟုတ်ခင်ခင်ကကြွကြွယ်နဲ့ညီအမတဝမ်းမဲကွဲတာဆွေမျိုးတွေကတင့်တော်တယ်ဆိုပြီးဥကြော်နဲ့အစီအစဉ်ပေးကြတာကိုကိုကြီးကိုလည်းချစ်ရှာပါတယ်ဒါပေမဲ့ စီးဝါးဘက်စိတ်ထက်သန်လာတော့ညုံလဲကြီးမဆိုင်နိုင်တောက်လဲကြီးမဆိုင်နိုင်ကိုကိုကြီးကတယောက်တည်းငေးငေးငိုင်ငိုင်နဲ့နေလာတာတခါတခါမမေတို့ကတနာလဲထမင်းခေါ်ခေါ်ကြွေးရတယ်ဖေဖေနဲ့မမေအိမ်အောင်ကြစားကစီးဝါးလည်းမဖြစ်ထွန်းသေးကိုကိုကြီးတို့မိသားစုနဲ့အိမ်ချင်းကန်နေခဲ့တော့လဲမမေတို့ကတာမန်အိမ်ငယ်လေးသာဖြစ်၏ဘိုးဘွားပိုင်မြေများမှာအခြေချနေထိုင်ကြသည်မို့တရွာလုံးဆွေမျိုးဆက်ရွေရတော့၏ လင်းလင်းတို့တိတဆာအရွယ်မှာကိုကိုကြီးတို့ယခုနေသည့်အိမ်ကြီးကိုစောက်လုပ်ပြီးစီသည့်အပြင်မိုးကုံမျိုးအောင်ချမ်းသာဘက်မှာအိမ်တလုံးထပ်ဆောက်ခဲ့လင်းလင်းနဲ့ကိုတာတို့သုံးတန်းတရမီနှစ်မှာကိုကိုကြီးတို့ရောလင်းလင်းတို့ပါ မြို့ပေါ်သူပြောင်းလာခဲ့ကြတာအမှန်ရနေသည်ဖဖေအလုံးကိုင်အစဉ်ပြေလာ၍မြို့ပေါ်မှာအခြေချနိုင်သူကိုဝမ်းတာခဲ့တော့လေကိုတာနဲ့မက်ကြီးဝင်းနဲ့အတူ မကစားရတော့ဘူးတော့ဝမ်းနေမိသည်တတိယမိသည်နောက်တော့လဲ မိလွယ်ပြလွယ်ငယ်ရွယ်သူတို့ဤဘာဝကစားပေါ်အစ်စ်များရ၍သူတို့ကိုမိသွားသည်ကန့်ဆိုးကျင်သောမိမိခင်သည်တစ်နှစ်ထဲမှာပင် လူလိန်ခံရကအိမ်မှာလည်းရေကြီးရာတွင်ပါပြီးပျက်စီးခဲ့သည်ဘဘဦးကျော်ကလည်းစိတ်ဓာတ်ကျဆင်းသည်လားတရားကျသည်လားမသိဘာမှမလုပ်တော့ပဲအုံငိုင်းတွင်သာခက်အေးအေးပြန်နေတော့သည် တွေးကြည့်မယ်ဆိုရင်ဥကျော်တို့ခင်ခင်တို့ကျေးဇူးတွေ မမေတို့အပေါ်မှာအများကြီးရှိပါတယ်။မမေတို့အိမ်တော်ကြကားစားအဆဆရရသူတို့ကိုပဲအားကိုးနေရတာ။အခုလိုအချိန်မှမှသူတို့ဇန်နာကိုမဖြောက်ဖြက်ခြင်းဘူးလေ။သမီးကိုနားလေစေချင်တာကမမေတို့ဟာစီးစိမ်ဥစ္စာမဲ့လို့သမီးကိုသူတို့သားနဲ့ပေးစားတာမဟုတ်ဘူးဆိုတာပဲ။သမီးသိပါတယ်မမေ။တခုတော့ရှိရဲ့။သမီးကိုကိုကိုကြီးနဲ့စီစဉ်ရတာကကိုကိုကြီးကသားအကြီးဆုံးလည်းဖြစ်ပြန်ရွရွအေးအေးဆိုတော့ သူ့အဖေကစိတ်ပူရတယ်လေမအီရင်ကလည်းမရှိဘူးမဟုတ်လားခင်ခင်ကလည်းကိုကိုကြီးကိုပဲဦးစားပေးခြင်းနဲ့ပြီးတော့ပြီးတော့ဘာဖြစ်လို့လဲမမေမမေကလည်းကိုကိုကြီးကိုပဲသဘောကျတယ်လင်းလင်းကတပ်ပြင်းလေးကိုတိတ်တခိုးချမိဤရခင်ကလေးလေးနက်နက်မထားခဲ့သောကိစ္စကိုယခုလိုတိတ်တိတ်ဆိုင်ဆိုင်စဉ်းစားလာရပြီဆိုတော့ရှင်ထဲမှာလေးလံလာတယ်လို့ခံစားရရင် ။ကျောင်းမှနေစဉ်ကာလအတွင်းမိမိမှာစကားကိုခေါင်းထဲမှာထားကအသက်နှလုံးကိစ္စကိုလည်းမိထားခဲ့။ယခုတော့လေစိတ်ထဲမှာ တွေ့ဝေရပြန်သည်။ငါဟာတကယ်ပဲလူကြီးတွေအကြိုက်လိုက်ပြီးနှလုံးသားရေးရမှာတတ္တိနေလွန်းနေပြီလား။သို့သောတိတိကျကျစဉ်းစားတော့တတ္တိရှိရအောင်ကလည်းသူ့မှာချစ်သူကမရှိ။ဘာကြောင့်ချစ်သူမရှိရသလဲ။မယူနိုင်ရမှာကိုတွေးပြီးမချစ်ဖဲနေခဲ့မိလေသည်။ ရှင်ကောင်းစရာလေးနည်းနည်းတော့ရှိခဲ့ဖို့ကောင်းသည်ဘဲဥပြောသလိုချစ်ပြီးမှအသေးကွက်ရင်လည်းကွယ်ပေါ့ပါရီစစ်သားနေရာလဲသမီးရဲ့မမေသည်ခြေထောက်မတန်တော့သဖြင့်ကလထိုင်မြင့်မြင့်မှထိုင်နေရှိခြေထောက်ကျဉ်နိုင်ရန်ခုံနေကလေးတစ်ခုကို အနားမှာချထားသည်အားလက်သည့်အချိန်ဆိုလျင်ဒီနေရာမှာပဲမမေထိုင်နေရှိပြင်းမောင်းနားမှာဖြစ်သဖြင့်ချမ်းသာကြီးဖျားကိုလက်ရည်ဖူးမြော်နိုင်သည် လင်းလင်းကပြရင်းပေါက်တွင်ငေး၍ရက်နေရာမှလှည့်ကြည့်မမေကိုပြုံးပြသောအပြုံးသည်ရခင်ကားလောက်လန်းဆန်းခြင်းမရှိတော့သလိုပင်သမီးမမေစကားကိုအမြဲနားထောင်နေတာပဲမမေအခုလည်းနားထောင်ပါပါပဲဒါတော့မမေသိပါတယ်လေသမီးကသမီးကိုလည်းမမေစိတ်ချမ်းသာစေချင်သေးတယ်ဖေဖေသာရှိလင်တော့သားမီးနှစ်ယောက်အလွမ်းတန်နေပုံကိုမိတို့ပြောမိမသိ လင်းလင်းကမမေချရင်မှထိုင်ချလိုက်သည်။သူမင်းစိတ်မချမ်းသာဘူးလို့မမေကထင်လို့လိုက်။လင်းလင်းကမမေဒူးပေါ်ရင်မျက်နှာအက်ကမေးသည်။သမီးကိုကြည့်ရတမျိုးပဲလေ။တခုခုတွေးနေသလိုပဲ။သမီးအရေးကဲကို အမြဲကြည့်နေတဲ့မမေဒါတော့သိမိပြီ။သမီးတို့ကိစ္စအသိပြီးအရင်မလို့သေးဘူးမဟုတ်လားမမေ။မမေက လင်းလင်းဤခေါင်းလေးကိုပုတ်တက်ပြီးထိုအခါမမေ့ရှင်ဝင်မှအိတ်ဆက်ခဲ့သောကလေးဘွားကိုတည်ရမိသည်မမေ့သည်တိမ်မွေသောအင်ရှင်မတစ်ယောက်ဖြစ်သလိုညင်သာနူးညံ့သောမိခင်တစ်ယောက်လည်းဖြစ်ခဲ့၏လင်းလင်းဤဘဝတသက်တာတွင်မမေ့ကအပြင်းအထန်ရိုက်နှက်ဆုံးမသည်ကို မခံရဘူးကဲမမေက အပျော်ဆွဲသမားဟုဖေကပြော၏။သို့သောမမေသည် ထို့သို့သောဤဖြင့်ပင်လင်းနှင့်သမီးအပေါ်ဩဇာတည်ဆဲဖြစ်လေသည် မမေကလည်းသမီးကိုဘယ်ခွဲထုတ်ချင်မှမလဲဒါပေမဲ့လည်းအိမ်တော်ကြီးဆိုတာခတ်တယ်သမီးအချိန်ကြာသွားရင်မမျော်လင့်ပဲပြောင်းလင်းသွားရတယ်မမေကသမီးစိတ်ပြောင်းသွားမှဆိုလိုလိုက်လင်းလင်းကခေါင်းလေးမော့ကမိမိလောကရန်တရားကိုပြောတာပါကွယ်ဘာမစိုးဖြစ်နိုင်တယ်လေ မမေကစကားပြောလိမ့်မိုင်။တမီးတခုပဲဆိုရင်နဲ့မမေ။လင်းလင်းဤမျက်နှာသည်ပန်းနူရောင်တန်းလာသည်။ဘာများလဲတမီးရဲ့။လင်းလင်းကမမေဒူးကြမှာမျက်နှာကိုဝတ်လိုက်။ကိုကိုရလင်းလင်းကိုချစ်လို့လိုက်။လင်းလင်းအစံလေးကတုံရင်နေသည်။မမေကလင်းလင်းဤပခုံးလေးကိုခတ်တင်းတင်းဆုပ်ကင်လိုက်မိလေသည်။ ယခုမှပါကြောင့်အချင်းအချောင်းကိုအတွေ့အတွေ့နေမိပါသလဲ။ကျောင်းမနေစဉ်ကလင်းလင်းကိုစိတ်ဝင်စားသူတွေများစွာရှိခဲ့ပါရဲ့။လင်းလင်းကတော့ဝါသနာပိုင်ရာအားကစားမှမြုပ်နှံနိုင်ခဲ့သဖြင့်အများတကာလူအသိကွန်းဇလန်းတွေမခင်ဖြစ်ခဲ့ပင်ဘဲဥတို့အတွင်းမကြာခဏရံဖြစ်ကြတာစိတ်ကောက်ကြတာပြီးရင်သူ့ရင်းစားကပြန်ချော့ရင်တပြုံးပြုံးကြည့်နူးနေရတွေကိုလည်းအားကြရကောင်းမှမသိခင်မလေးကိုလိုက်နေတော့ တမိုင်းအတ္တီကမှာကိုစိုးကြော်ကြီးကလင်းလင်းတို့အပေါင်းအသင်းတစုကိုမတာခဏမုန့်ခေါ်ခေါ်တွေးသည်ကိုလိုက်စားပြီးသူတို့ကိုစပြိုင်ရသည်ကိုလည်းစိတ်အားထက်သန်ခြင်းမရှိနောက်ဆုံးနှစ်မှာသူတို့ပြေးနေသွားကြတော့တကယ်ချစ်သွားကြသည်ကိုမယုံသလိုဖြစ်ကအံ့အားသင့်နေမိ။ဒီလိုပဲနောက်နောက်ပြောင်ပြောင်နဲ့ပြီးသွားလိမ့်မည်ဟုသူထင်နေခဲ့သည်။ကောက်တေးမကတော့ပျော်တဲ့ရွှင်နဲ့၍ယောက်ျားလေးမိတ်ဆွေပေါ်တော်လဲရည်စားမရှိ။ သို့သောသူကလည်းသူ့ကိုချစ်ရဲဆိုခြင်းမရှိသေးသောသူတို့မြို့မှာတငယ်ချင်းတယောက်ကိုစိတ်ဝင်စားနေသည်။လာတာသောညများတွင်ဝရန်ဒါတွင်ထွက်ကာငင်းနေတတ်သည်။စာမကျက်နိုင်၍နှင်းဝက်စာမိပွဲတွင် တပါးသာကြလိုက်သေးသည်။လင်းလင်းကတော့သူ့ခင်မင်သမီးယောက်ျားလေးများတွင် ကိုခင်မအုပ်တယောက်ကိုသာအထင်ကြီး။ဤသည်မှာလည်းဘတ်စကတ်ဘောကစားရာတွင်တော်ပြီးတက္ကသိုလ်လက်ရွေးစဉ်နီးပြစရာတရားဖြစ်နေသောကြောင့်ပဲ။သူတိုင် ဖွက်ဖွက်နွန်းနဲ့သူ့ကိုချစ်ရေးဆိုတော့လေးစားကြည့်ညူသည်စိတ်နည်းနည်းလျော့ပန်းသွားလေသည်တငယ်ချင်းများကကိုခင်မောင်ဦးနှင့်သူ့ကိုတွမ်းဝင်ကြင်ကြသည်ကိုခင်မောင်ဦး၏မိဘများကလူချမ်းသာများမဟုတ်တော့လဲအရာရှိအရာငယ်များဖြစ်၍ရှိရှိမုံမုံရှိကြသည်တခါကကိုခင်မောင်ဦးကဖိတ်သည်ဖြင့်တငယ်ချင်းများနှင့်အတူအိမ်လည်သွားမှုသည် သူမိဘများကပါလူလူလလဆက်ဆံကြတော့ជីနူးသလိုလိုတော့ဖြစ်မိသားနောက် ကိုခင်မောင်နဲ့အတူတူရွှေရှင်ကြည့်ဘူးသည် သူတို့အသင်းကဘတ်စကတ်ဘောနိုင်သဖြင့်ကိုခင်မောင်ကအမှတ်တရခေါ်ခြင်းဖြစ်ပြီးလိုက်သွားမိလေသည်တငယ်ချင်းများကမအားလို့အကြောင်းပြသည်ကိုတကယ်ပင်ထင်ခဲ့မိရွှေရှင်တဝက်လောက်မှာကိုခင်မောင်ကသူ့လက်များကိုဖမ်းဆုပ်ထားတော့အံ့ဩလာသည်နှင့်အမျှဒေါသလည်းဖြစ်မိလေသည်ရွှေရှင်ကထွက်လာပြီးမူလစီစဉ်ထားသည့်အတိုင်းထမင်းလက်မစားပြကြတော့ကြောင်းမတက်ပဲ ကိုခင်မောင်ဦးကိုတပတ်ခန့်ရှောင်နေခဲ့သည်အဆောင်ကိုညနေတိုင်းလာပြီးပြန်သွားသည်ကိုဘဲဦးကတနာလာကြည့်ရဆိုကစင်စင်တွေ့သည်ကြောင်းမပြန်တော့စကားမပြောမီနောက်တော့လဲမိတ်ဆွေမပြန်ဆက်ဆံသည့်အခွင့်အရေးကိုပင်ပေးကခက်ခဲမမိန်နေခဲ့သည်နှစ်ယောက်တည်းဘယ်ကိုမှမသွားတော့ရန်ကုန်ဘူရာမှာခြေခွဲသောအမူအရာဖြင့်ငေးမောရဲ့ကြည်ကကျန်ခဲ့သောကုခင်မောင်ဦး၏မျက်နှာကိုရခုံမှ ပြန်၍မြင်ရောင်လာသည် အချစ်ကိုပြည့်ရင်ပြုခဲ့သည်မှာ သူမှားလေပြီလားတကူလုံးမြုပ်နေအောင်ခြုံထားသောခွန်းကပ်များကြားရင်အိတ်မပြောနိုင်သေးပဲအတွေးများရောက်ရခံနေလေသည်ဒီတခါအိမ်ပြန်ရောက်မှမမေ့ရင်ဝင်တွင်လည်းမအိတ်ရတော့ပင်လှုပ်ရှားနေသောစိတ်ကိုငြိမ်သက်အောင်ကြိုးစားကာမျက်စိများကိုမှိတ်ထားလိုက်ရသည်မကြာမီမှာပင်အပြစ်ကင်းသောကလေးတရားလိုအိတ်ပြော်ရေးသွားလေတော့သည် ဟဲ့ခင်မလားလာလေကားတယ်မကြပါမကြနဲ့ဘယ်ရလဲလာလေမမေအတန်ကိုကြားသဖြင့်အိတ်ရဲမှာလူးလဲထားလိုက်ရသည်နေမြအောင်အိတ်မိသည်ကို လူသည်မှာရှက်နေမိသည်ကမန်ကရန်ပြည်ပြည်မျက်နှာသိရသည်အိမ်ရှိထွက်မီပြူပြီးမှညကဝိအိတ်သောရှက်အင်းကြီးပေါ်ပေါ်အောင်မှာဘာမှမရှိသည်ကိုတရိယာကအိမ်ကြီးပြေးလဲရ၏စပင်ကိုတော့ဖီချဲနေတဲ့ချက်လာတက်ချလာရသည်မမေနဲ့မမေခင်တို့၏ပြောစကားများကို